အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ရောင်းသမျှပစ္စည်းတွေအကုန်ရောင်းထွက်စေမဲ့ရင်မန်းကာတာလေးတဘို့အများပေးมาဖြစ်ပါတယ်အဲဒီကာတာကဘာမဲ့ဘာရဘော့ဆရာတော်ဖျားကြီးရဲ့လက်တွေ့ကျမ်းနေပြီးတော့ကျွန်တော်ကောက်နှုတ်ထားတာဖြစ်ပါတယ်အရန်အစွမ်းထက်ပါတယ်အဲကျွန်တော်ဒီကာတာကိုလည်းကျွန်တော်ဆန်းသက်ကြည့်ပါတယ်ဟောဆန်းသက်ကြည့်ရတကယ်ထူးခြားမှုတွေရှိတယ်အဲ့တော့ကျွန်တော်တွေဒီကာတာကိုကျွန်တော်ရေခွက်တစ်ခွက်ကိုကိုင်လိုက်မယ်ကပ်ပြီးဒီကာတာနဲ့ခုနခုနခေါက်ပေါ့နော် ဒီကနာနဲ့ကျွန်တော်ခုနှစ်ခေါက်မန်းလိုက်တယ်မန်းပြီးတော့ရောင်းညင်တဲ့ပစ္စည်းတွေကိုအဲ့ရင်နဲ့တောက်လို့ရှိရင်အဲ့ပစ္စည်းမကြောက်ခဏလေးရောင်းထွက်တယ်ကြီးသည်ကြီးသည်ပစ္စည်းငယ်သည်ပစ္စည်းအကုန်ရောင်းထွက်တယ်အဲ့ဒီဟာလေးကိုကျွန်တော်တွားတွေ့တယ်တွေ့တော့ကျွန်တော်လည်းဆန်းကျွန်တော်ကျွန်တော်မစ်ဆွေ2ရဲ့ဆိုင်ကိုကျွန်တော်တွားတယ်ကျွန်တော်သူကကျွန်တော်အကူညီတောင်းတယ်ကျွန်တော်ဒါလေးသူ့ဆန်းသက်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်သူကဘာရောင်းလဲဆိုတော့သူကဖုန်းရောင်းတာဖုန်းရောင်းတော့ကျွန်တော်လည်းအဲ့ဒါနဲ့ပဲကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ဒီရေကိုယူတယ်ယူပြီးတော့ကျွန်တော်အသာလေးအဲ့သူ့ရဲ့ ကောင်တာလေးကိုကျွန်တော်ကောက်တာလေးကျွန်တော်မန်းပြီးတော့ကျွန်တော်တာလေးဖြန်းနဲ့တောက်တယ်ကျွန်တော်၃ချိန်ပေါ့နော်မနက်တစ်ချိန်နေ့လယ်တစ်ချိန်ညနေတစ်ချိန်ကျွန်တော်ကောက်လှုပ်လိုက်တယ်အဲလှုပ်တဲ့နေ့မနက်ပိုင်းတော့မသိတာပြင်မယ်ညနေပိုင်းကျတော့တကယ်ကိုသိတာတယ်ဘာဘလို့ဒီတည်တာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျွန်တော်ဖြန်းကျွန်တော်ဖြန်းဖြန်းတောက်လိုက်တာဖြန်းတောက်လိုက်တာကျွန်တော်ပုံမှန်သူကဖုန်းဖုန်းရောင်းတာဖုန်းရောင်းတာဆိုတော့ကျွန်တော်သူကကောင်တော်နဲ့မထည့်တာတော့ကျွန်တော်ကောင်တော်သွားပြီးတော့အဲ့လိုသွားဖြန်းတောက်မိလို့ဖြစ်သွားတယ် ဖုန်းကိုဖြန်တော့တော့မျိုးမဟုတ်ဘဲနဲ့အဲ့အချိန်မှာဘလို့တော့လဲဆိုတော့အဲသူ့ဆိုင်လာသူ့ဆိုင်လာလာတဲ့လူပေါ့နော်ဆိုင်ဆိုင်လာတဲ့လူတွေထဲမှာသူ့လူပဲဖုန်းရောင်းတဲ့လူတွေပါတယ်ပါတော့ဘလို့ဖြစ်လဲဆိုတော့သူ့ကောင်တာလေးကိုတောင်းဝင်တဲ့လူ၃ယောက်တော့ရှိသွားတယ် အဲ့လိုပုံတော့ဒါတကယ်ကိုတကယ်ကိုပေါ့နော်တကယ်ကိုတိုက်ဆံမှုလားထူးဆန်းတာလားမသိဘူးတကယ်မိုက်တယ်တကယ်ဆွမ်းနေတယ်နော်အဲ့တော့ကျွန်တော်ဖြန်တောက်လိုက်တာဟောသူကရောင်းထွက်ချင်တာဖုံးကျွန်တော်ဖြန်တောက်မိတာကောင်တာဆိုတော့အဲ့တော့ကောင်တာကိုလာမေးမေးမဲ့လူကတုံးယုံလောက်ပေါ်တာအာကျွန်တော်ဖုန်းဆက်ပြီးပြောတယ်ဆရာကိုတိုက်ရေးဆရာကိုတိုက်ကတော့အတော်အတော်ဆွမ်းနေပြတယ် ကျွန်တော်ကျွန်တော်မနက်ကောနေ့လျောက်လှုပ်ပြီးသွားတာခုခုညနေတော့အစွမ်းပြပြီးတဲ့အဲကျွန်တော်ဖုန်းရောင်းဖုန်းရောင်းကျင်တာပြရတယ်ကိုကကောင်းတော့ဖျက်ပြီးတော့ကောင်းတော့ဝင်မဲ့လူသုံးရောင်းလို့ရောက်ရောက်လာတယ်ကျွန်တော်လည်းကောင်းတော့မရောင်းလို့လို့ပြောပြောလိုက်ပါတယ်အဲကျွန်တော်ဒီဒီခေါက်လာပြီးဖုန်းလေးဖျက်မှောက်ဆိုအဲကျွန်တော်နောက်တစ်ခေါက်ကျတော့တော်ပြီးတော့ကျွန်တော်ဖုန်းဖုန်းလေးကိုထုတ်လိုက်တယ်ဖုန်းထုတ်လိုက်ပြီးတော့ပကင်ပိတ်တွေပေါ့နော်အဲပကင်ပိတ်လို့ထုတ်လိုက်ပြီးတော့အပေါ်နဲ့ကျွန်တော်ဖျန်းတောက်ပေးတယ်ဖျန်းတောက်ပေးလိုက်တယ်ကျွန်တော်ဖျန်းတောက်ပေးလာအဲ့သူ ထုတ်ပြီးတဲ့၃လုံးပဲကျွန်တော်ဖြန့်တောက်ပေးပေးခဲ့တယ်ပေါ့နော်ဖြစ်ဖြစ်ကျင်တော့နောက်ရကြတော့အဲ့၃လုံးသလုံးကအကုန်ရောင်းထွက်သွားပါတယ်ဒါပေမဲ့တခြားဘုံတွေကြတော့တလုံးမှမရောင်းအောင်ပါဘူးတကယ်တကယ်လဲထူးကြတယ်ပေါ့နော်အဲ့တော့တခြားဘုံတွေမရောင်းအောင်ပဲနဲ့ဖြန့်လိုက်တဲ့ဖုံးသုံးလုံးပဲကွက်ပြီးတော့ရောင်းသွားတယ်ပဲတော့အဲ့လောက်ထိအဆုံးထက်ပါတယ်ဒါကြောင့်ကျွန်တော်မရှိများလဲဒီရလေးကိုစမ်းသပ်နိုင်ပါတယ်အဲ့တော့ကျွန်တော် ။ဟောကျွန်တော်လည်းဒါဒါဆန်းသက်တာလေးတွေကိုမစ်ဆွေမြောင်မြောင်ပေးတာပါဗျာ။အဲ့ဒါရမ်းလွှဲပါတယ်။ကျွန်တော်တနေ့ကို၃ချိန်လုံးနေပါတယ်။မနေ့တစ်ချိန်နေ့လည်တစ်ချိန်ညနေတစ်ချိန်သူကကျွန်တော်တွေနေ့လည်အစွမ်းမပြိုင်ညနေမှာအစွမ်းပြတ်တတ်တယ်တခါကြလို့ရှိရင်နောက်ရက်မှအစွမ်းအစွမ်းပြတ်တတ်ပါတယ်ဒီလိုမျိုးလေးကြုံနေပါတယ်ဗျโอเคရုပ်ပေါ်ပေါ်များကမှာကတော့ကျွန်တော်ရေခွက်တစ်ခွက်တန်းတန်းလေးကိုကင်မယ်အုံလက်တာလက်တာယူထာယူထာတောဟအုံလက်တာလက်တာယူထာယူထာ တောဟအုံလက်တာလက်တာယူထာယူထာတောဟဆိုပြီးတော့ခုနှစ်ခေါက်ပါပဲခုနှစ်ခေါက်မှန်ပြီးတော့ကျွန်တော်တွေကိုယ့်ရဲ့ပါဇက်နာကိုတိတ်ပြီးတော့မနောခုနှစ်ခေါက်မှန်ပြီးတော့အဲ့ရေလေးကိုရေကျွန်တော်တို့တောက်ပြန်ပေးပေါ့နော်တခုလို့ရှိရပေါ့နော်ရေထီးလို့မရတဲ့ဟာတွေတော့ အဆင်မပြေဘူးပေါ့လေရေထိလို့မရတဲ့ကုန်ပစ္စည်းတွေရှိတယ်လေတချို့ကတော့ရေလုံးဝထိလို့မရတဲ့မျိုးတွေရှိတယ်အဲ့လိုမျိုးတွေကြတော့ကျွန်တော်တို့အဆင်မပြေဘူးပေါ့လေအထက်မှာရေထိလို့ရေထိတောက်လို့ရတဲ့ဟာဆိုရှင်တော်တော်အဆင်ပြေပါတယ်ကဲဒါလေးကိုမင်းစမြောင်းလာပြီးမြတ်ပြတာပါဗျတကယ်ဈေးရောင်းကောင်းတယ်ကဲဘလို့ကုန်ပစ္စည်းမျိုးဆိုရောင်းထွက်တယ်ကျွန်တော်တို့တွေဘလောက်သေးတဲ့ပစ္စည်းပဲဖြစ်ဖြစ်အရန်သေးတဲ့ပစ္စည်းကနေပြီးတော့ကျွန်တော်တွေအရန်ကြီးမားတဲ့မိဆက်ကြီးတွေ အရန်ကြီးမှလည်းစက်ကြီးရဲ့အစာအကုန်လုံးရောင်ထွက်ပါတယ်ဗျကကရင်ကရင်ရဲ့အစာအကုန်ရောင်ထွက်ပါတယ်ဒါလေးမိတ်ဆွေများလက်တွေ့ဆန်းသက်ကြည့်ပါဗျအဲ့တော့ကျွန်တော်ရှေ့ရှေ့တော့ရှေ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 ့တော့လူတွေကတော့ဒီဟာလေးကိုကုံရုံးကုံဝင်နေမှာအသုံးပြုကြပါလေကုံနေပေါ့အဲကျွန်တော်အခုလိုမျိုးကုံစင်းနေကုံချောက်လေလူသုံးကုံနေစားတော့ကုံနေပေါ့နော်ကျွန်တော်ဂျုံပဲပြောင်းကစားပြပေါ့နော်အဲ့ဒါမျိုးတွေကိုနောက်တော့ကျွန်တော်တို့တွေဒီတွာလာတွာလာလှောက်ရှားဖို့အတွက်ကျွန်တော်တို့တွေ တဲ့ပစ္စည်းတဲတဲ့ကရိယာလေးတွေပေါ့အဲ့လိုမျိုးရှေ့ရှေ့တုန်းကတော့ကျွန်တော်နွားလေးလို့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးအခုအခုခေတ်ကြတော့ကျွန်တော်ကားပေါ့နော်အဲ့လိုမျိုးတွေပေါ့ကားတို့ဆိုင်ကယ်တို့အကုန်ရပါတယ်ဗျစမ်းတက်ကြည့်ပါဗျအထူးကြောင့်မို့တခုရှိလာပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်မစ္စတာလုံးလည်းရောင်းဝယ်ကောင်းကြပါစေစီးပွားတွေဖြစ်ကြပါစေလူတွေနဲ့လုံနိုင်ကြပါစေဗျာ